ားလုံးတို့သားလေးဆိုပါကျွန်တော်ရဲ့ RPR Rocket မြန်မာ YouTube channel လေးကနေ YouTube ဆော်ပြန်နေကြွဆိုလိုက်ပါနေဗျာဒီနေ့မှာတော့ Rocket တို့ AA ရဲ့အထူးကွန်မန်ဒိုတက်တီစီးရဲလက်ကျင်နေတဲ့မြေခွင်းလေးကိုတင်ဆက်ပေးသွားပါမယ်ဗျာဒီဗီဒီယိုဖိမာမြင်တွေ့နေရတဲ့မြေခွင်းလေးကတော့ Africa City အထူးကွန်မန်ဒိုတပ်သားတွေအွန်လိုင်းတို့မင်္ဂလာရခိုင်စစ်တချင်းကိုဒီဆိုနေကြတာဖြစ်ပါလေဗျာ ရကစစ်တီတွေဟာပြင်းပြင်းထန်ထန်စည်ရည်လက်ကျင့်ကြရပါတယ်မြန်မာနိုင်ငံတုံ့နိုင်တပ်ဖွဲ့တွေထင်မှာအထူးပြင်းထန်တဲ့စည်ရည်အောင်ပွဲတွေနဲ့စည်ရည်လှုပ်ရှားမှုတွေအချိန်ဟုန်မပြည့်လှုပ်ဆောင်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်အခုမြင်နေရတဲ့အထုကွန်မန်ဒိုတပ်သားတွေကတော့အထုပြုတ်စရာမလိုတော့ပါဘူး ခက်ခဲကြမ်းတမ်းတဲ့နှကျင်မှုတွေကိုနှကျင်ပြီးတော့မှတိတ်ပွေးဝင်ဖို့အသင့်ဖြစ်နေကြတဲ့အရိခစစ်တီတွေဖြစ်ပါတယ်။ ခုလိုအထူးလက်ကျင့်ပြီးသားထုကမန်ဒိုတပ်သားတွေဟာအရကစစ်နေဒေတာအတီးတီမှာတာဝန်ထမ်းဆောင်ဖို့အသင့်ဖြစ်နေကြပါပြီ I would like to invite you to come to join the fight with us in order to establish ethnic confederations with all the residual political power in our hand, it is very important to have our sovereign power to ensure our future. အာရကတတ်တော်ဟာလက်ရှိမြေဥတော်လိုင်းရေကာလမှာ မြန်မာနိုင်ငံတနန်တရားမှာရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့အသီးသီးနိုင်ငံရေးအင်အားစုအသီးသီးရဲ့အေးစားအားကြအတွေ့အယူဝေရာတော်လိုင်းရေးတပ်ဦးအနေနဲ့ပေါ်ထွက်လို့လာနေပါတယ်အခုမြင်တွေ့နေရတဲ့မိခွဲလေးကတော့အရခတ်တော်အေးရဲ့စစ်မှုထမ်းဥပဒေမှာပါဝင်တဲ့အရခတ်လူမျိုးတွေအရခတ်စစ်တီတွေ စစ်တင်တန်းတက်နေကြတဲ့အမြင်တွေဖြစ်ပါတယ်လက်ရှိအရခဒေသမှာလက်ကျန်မြို့နယ်သုံးမြို့နယ်ထိပ်ကကြောက်ဖြူမြို့နယ်မှာတိတ်ပွေအပြင်းထန်ဖြစ်ပေါ်နေပါတယ်။တစ်ဖက်မှာအနောက်ဖက်နေဆက်တကြောမှာအာဆာအရစ်ဆိုအချမ်းဖက်အဖွဲ့အစည်းတွေနဲ့လည်းပဲတိတ်ပွေတွေဖြစ်ပေါ်နေပါတယ်။ စီရီဖီအားတန်တမန်ရီဖီအားမျိုးစုံနဲ့ PRB ခံရတဲ့အရခတက်တော် AA ဟာမဆုံမနိုင်တဲ့ဆွေလုံလားမပြတ်မကွက်တဲ့ခြေလမ်းတွေနဲ့တော်လိုက်ရဲ့ခီကိုဆက်လက်ပြီးတော့ရှီတက်နေတာတွေ့ရပါတယ် ခိမာတဲ့ဥဆောင်မှုနဲ့စည်ရေးပါဝါမြင့်လာတဲ့အရိခတ်တတို့ AA ကိုမြန်မာနိုင်ငံတနံတလျာကဒေါ်လာပြည်သူတွေကတော့အာကောင်မောင်းတန်ဒေါ်လာရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဝမ်းကျန်ထောက်ခံမှုတွေစတဲ့တဘောတော်လို့နေပါလိမ့်မယ် တော်ရဲ့ YouTube channel လေးကနေပြီးတော့အရခမြန်မာစစ်ရေးနိုင်ငံရေးတည်င်းသုံးသက်ချက်တွေတည်င်းဆောင်ပါတွေရုပ်တံတင်ဆက်မှုတွေကိုနေ့စဉ်ပြုလုပ်ပေးနေပါတယ်ကျွန်တော်ရဲ့ channel လေးကိုဝန်ညာပေးကြဖို့ကြိုးကျင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့သူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးလေးကင်းချမ်းသာကြပါစေခင်ဗျာ